င်္ဂလာပါဒီနေ့မှမျှဝေပြည်စင်တာကတော့မဆန့်ကြမှာကျွန်တော်တို့ရဲ့တငယ်ချင်းတွေကနေပြီးတော့ဖုန်းခေါ်လိုက်တဲ့အခါမှာသူတို့ခေါ်လာတဲ့ဖုန်းကိုကင်လိုက်တဲ့အခါမှာကျွန်တော်ဖုန်းကင်လို့မရဘူးပေါ့နော်ဒီလိုမျိုးကြီးပေါ်နေတယ်ပြီးရင်ကျွန်တော်တို့ဒီအောက်ကဆက်တန်းလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ website တဲ့ကိုရောက်ရောက်သွားတယ်ပေါ့နော်ဟောအဲ့ဒီပြဿနာကိုဖြေရှင်းတဲ့နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ် ကယ်လို့မိတ်ဆွေတွေရဲ့မဆန်ကြမှာတငယ်ချင်းတွေကဖုံးခေါ်လိုက်တဲ့အခါမှာသူတို့ရဲ့ဖို့ကိုကျွန်တော်တို့ကကန်လိုက်တဲ့အခါမှာဒီလိုမျိုးကြီးပေါ်လာတယ်ပေါ့နော်ဒီလိုမျိုးကြီးပေါ်လာတာကဘာလဲဆိုတော့မိတ်ဆွေတွေရဲ့မဆန်ကြမှာအော်တိုအက်ဒိတ်ကိုပိတ်ထားတဲ့အတွက်ကျွန်တော်တို့အော်တိုအက်ဒိတ်လုပ်လို့မရတဲ့အတွက်မဆန်ကြကနေပြီးတော့ကျွန်တော်တို့ကိုအော်တိုအက်ဒိတ်လုပ်ခိုင်းတာပဲဖြစ်ပါတယ်ဒါကတော့မိတ်ဆွေတွေရဲ့မဆန်ကြကိုကျွန်တော်တို့အက်ဂိတ်မြင်ဖို့အတွက်ပေါ့နော် ဒီပေါက်လေးမက်ဆန်ဂျာကနေပြီးတော့ပေါ်လာတာဖြစ်ပါတယ်ကျွန်တော်တို့မက်ဆန်ဂျာမှာကျွန်တော်တို့ပုံမှန်အတိုင်းပေါ့နော် ဖုန်းပြောလို့ရအောင်ဖုန်းကင်လို့ရအောင်ဖုန်းခေါ်လို့ရအောင်လို့ကျွန်တော်တို့ဘယ်လိုပြန်လောရမလဲဆိုတော့ဒီအတိတ်မက်ဆန်ဂျာဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါမှမဟုတ်လို့ရှိရင်လည်းမစ်ဆူတွေဖုန်းထဲမှာရှိတယ် Play Store ကိုတစ်ချက်နှိပ်လိုက်ပါနော် Play Store နှိပ်ဖွင့်ပြီးရင်မက်ဆန်ဂျာလို့ရိုက်လိုက်ပါမက်ဆန်ဂျာလို့ရိုက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့မက်ဆန်ဂျာထဲဝင်လိုက်မယ်ဆိုရင် အဲဒီလိုမျိုးလေးပေါ့နော်အတိတ်ဆိုတဲ့ဇာတန်လေးကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့အတိတ်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါ။ကျွန်တော်အတိတ်ကိုနှိပ်လိုက်တာနဲ့ဒီလိုမျိုးလေးပေါ့နော် ပေါ်လာလိုက်မယ်။အဲဒီနေရာမှာတော့မဆူရဲမဆန်ကြကိုအတိတ်မြင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြီးတဲ့ ठी ကိုစောက်ပြရမှာဖြစ်ပါတယ်။ဒီနေရာမှာဥပန်းစရာလေးပေါ်လာလို့ချင်းရာကြီးပေါ့နော်။ပြီးရင်ကျွန်တော်အပြင်ပြန်ထွက်လိုက်မယ်။ ြင်ပြန်ထွက်ပြီးလို့ရှိရင်ကျွန်တို့ရဲ့ messenger ကိုတခြားဖုန်းတစ်လုံးနဲ့ကျွန်တော်ဆက်ပြီးတော့ခေါ်ပြမယ်နော်အဲ့ဒီမှာကန့်ကြည့်မယ်နော်အဲ့ဒါဆိုလို့ရှိရင်စစောအားလို့အဲ messenger ကိုအတိတ်မြင်ကန်နဲ့ဘောင်းမပေါ်လာတော့ဘူးနော်ဒီမှာကျွန်တော်ဖုန်းကန်တာဖုန်းကန်လို့ရတော့ပြီဖြစ်ပါတယ်ဗီဒီယိုကောနဲ့ပဲခေါ်ခေါ်ဒီ YouTube audio ကောနဲ့ပဲခေါ်ခေါ်နော် ကြိုက်တတ်တဲ့ပေါ်ကျွန်တော်တို့ဖုံးပြောလို့ရပြီဖြစ်ပါတယ်ဒီနည်းပညာလေးကိုမသိသေးတဲ့မိတ်ဆွေများအတွက်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဒီပိသားမိတ်ဆွေများကတော့ကြော်ပါပေးပါကျွန်တော်မိတ်ဆွေများအားလုံးဒီနည်းပညာလေးကိုပြုလုပ်တတ်နိုင်မယ်လို့ယုံကြည်ပါတယ်ဒါကတော့လွယ်လွယ်လေးပါနော်ပလိစတူကနေသွားပြီးတော့ကျော်တို့မဆန်ကြကိုအတိတ်မြင်မယ်ဆိုလို့ရှင်လေရပါတယ်အတူတူပဲပေါ့နော်ကျွန်တော်ကတော့ စစောဟာပေါ်လာတဲ့ပေါက်လေးရနေပြီးတော့သွားပြီးတော့ကျွန်တော်အတိတ်မြင်လိုက်တာဖြစ်ပါတယ်ဒီနေ့မှာတော့ဒီလောက်ပဲเนาะဘိုင်ဘိုင်